ခြုံငုံပြောရရင်အကျမ်းပြောရမယ်ဆိုရင်ဒီတနှစ်တာလုံးမှာ1389မှာတနင်္ဂနွေသားသမီးတွေဟာဘင်ကားဆိုတဲ့အိမ်ကိုလာတည်နေတဲ့အတွက်ကြောင့်မလို့အနှဲငယ်လေးကျမ်းမာရေးညံတာမျိုးခြူချတာမျိုးတွေဖြစ်ရတတ်တယ်။စီးပွားရေးနဲ့ပတ်သက်ရင်လည်းအစ်စ်လောက်ဖို့လိုတယ်အဟောင်းကြီးထက်အကျိုးမပြုစေဘူးအတွေးလွန်တာမျိုးအဟောင်းကြီးကိုရုန်းကန်နေရတာမျိုးအနှဲငယ်လေးတာမန်ထက်တော့ရုန်းကန်ရတတ်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ changes ပြုတ်လွယ်ပြင်လဲပြောင်းလွယ်တဲ့အလုပ်တွေပုံမိုးချိုးပေးစေတယ်ပေါ့အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီ1989မှာဆိုရင်ဘာကိုဖြစ်ဖြစ်အနှဲငယ်လေးသူများထက်ပုံမိုးပြီးတော့စူးစားကမှအောင်မြင်မယ်ဆိုတဲ့နှစ်ဆိုတော့အကြံအဖျင်းမှတ်ထားပါမှန်ပါတယ်တစ်ကျွန်းတွေကတူးချင်းကိုခင်မင်အလုံးမျိုးခင်မင်တာဟုတ်ပါတယ်အယူတန်နဲ့ပြောတာအဲ့ဒါကြောင့်အဲ့တော့ကောင်းပြီတနင်္လာတနင်္လာတွေကတော့ပုတိဆိုတဲ့အိမ်မှာရောက်ရှိနေတဲ့သူက မကောင်းတဲ့အနေနဲ့ကြော်စောတက်တဲ့ဘာကိုဖြစ်ဖြစ်လူမျိုးရေးကိစ္စအများကိစ္စတွေမှာဥစည်းဥဆောင်လောက်တာမျိုးအမိထွက်တာမျိုးတွေအကျိုးမပေးဘူးဖြက်လန်းနီးနဲ့လိုက်တဲ့တင်းငွေတွေတင်းလာတာသမီးတွေဟာတော်တော်ကိုဝီယူဆိုက်ရမယ်နှစ်ဖြစ်တယ်ပုတိရဲ့သဘောဟာမကြော်စောဘူးကြော်စောပုတိအတုမရှိဘူးဆိုတော့တချို့အမှုပညာရှင်တွေမားတွေဟာပုတိဘွားဖြစ်တဲ့အတွက်အမှုပညာရှင်မလောက်ရတော့ဘူးလားမဟုတ်ပါဘူးပုတိဘွားတွေဟာဘဝမှာထိပေါက်ပြီးရှမ်းလာတဲ့နေရာမှာပုတိဘွားရှားတယ်သို့တော့ ပုတိရဲ့သဘောဟာတဆင်ချင်းစီ step by step ပြီးဆောက်ရမယ်အရှင်းကြော်လို့မရဘူးခွာလို့မရဘူးလေနံနှစ်ဖက်နင်းလို့မရဘဲနဲ့ဘာကိုဖြစ်ဖြစ် design မမတ်လုပ်ရမယ်ဖြက်လန်းနည်းနဲ့ဒီတစ်နှစ်တနင်းလာသားသမီးတွေ like လို့မရဘူးလို့ပြောချင်တာဖြစ်တယ်အဲ့တော့တနင်းလာသားသမီးတွေကအလုံးနှစ်ခုနှစ်ခါပြန်လုပ်ရတာမျိုးထက်ကြိမ်ထက်ကြိမ် repeat လုပ်ရတယ်လို့မှတ်ထားရင်တနင်းလာသားသမီးတွေဟာကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါပိုင်ဆိုင်မှုစီစဉ်ဥစ္စာကြွယ်ဝမှုတွေကိုလူမမြင်အောင်နေရ ကောင်းတယ်လူမတိအောင်နေတာကောင်းတယ်ပြီးတော့ဘာကိုဖြစ်ဖြစ်တူတူတိတ်တိတ်နဲ့ step by step လုပ်ရင်အောင်မြင်မယ်လို့သတ်မှတ်ထားရင်တင်းလာတာသူတွေကအထောက်အကူဖြစ်ပါလိမ့်မယ်အင်္ဂါအင်္ဂါတွေကတော့ချိန်မှနှစ်မှညံ့နေတဲ့အတွက်ဒီနှစ်ကတော့ညံ့စရာတော့မရှိဘူးဒါပေမဲ့အကောင်းလွန်သွားတဲ့ထဲမှာလည်းမရှိပါဘူးအလွန်ကောင်းနေတဲ့ထဲမှာတော့မပါပဲမဲ့ရှင်းနှစ်ကလောက်တော့ညံ့စရာအကြောင်းမရှိတဲ့အတွက် အလုပ်တစ်ခုခုမြဲမြဲမြဲလုပ်ရတာမျိုးငကိုကမိသားစုကိစ္စအိမ်ဆောင်ရေးကိစ္စတွေဟိုမှ90ရာခိုင်နှုန်းလောက်တော့ကတော့ငင်းစင်မှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့အင်္ကာတွေဟာဘာကိုလုပ်လို့နှုတ်ကနေကြိုးဖွင့်ပြောတဲ့အလုပ်တွေကိုစင်ကျင်ရမယ်ဘာကိုဖြစ်ဖြစ်စိတ်ထဲရင်ထဲမှာထားပြီးလုပ်ရမယ်ဆိုတဲ့နှစ်ဖြစ်တယ်အင်္ကာတွေဟာငင်းချမ်းချင်းအေးချမ်းချင်းတွေကိုလုပ်ရမယ်မိမိအနေနဲ့လုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုရှေ့တစ်ခုကိုပြီးပြအောင်ဆောင်ရွက်ပြီးတော့မှသာလုပ်ပါ စိတ်ဆက်တဲ့သဘောလုံကြုံတဲ့သဘောဖြစ်တဲ့အတွက်အင်္ဂါသသမိရကျမ်းမာရင်းနဲ့ပတ်သက်လာရင်ကျမ်းမာရင်းအညံ့နေတော့ဒီနှစ်မှာစေဝါချပွေကုသနိုင်ပြီလုံကြုံသွားနိုင်တဲ့လက်ရှိရှိနေတဲ့အနေအထားကိုနိုင်ကြသွားနိုင်စရာဘာတရားမှမရှိဘူးလို့အကျမ်းသတ်မှတ်ထားလိုက်ပေါ့အဲ့တော့အင်္ဂါတွေကရဲရဲလုံရဲရဲတက်ရဲရဲတိုက်ဆိုတဲ့သဘောကိုစောင်းနေကောင်းပြီဗုဒ္ဓဖူးရာဟုတကယ်တော့ဗမာပြည်ဒီမှာ900သာသမိပဲရှိပေမဲ့ဆရာတို့ အနောက်တိုင်းပြည်တွင်ရအိန္ဒိယလာတဲ့ပြည်တွင်တွေရဂျိုပြည်တွင်ရတွေဆိုရင်တော့ဂျိုတက်ဂရစ်တွေကြည့်မယ်ဆိုရင်တော့ဂျိုကခုနှစ်လုံးပဲရှိတယ်ဆိုတော့နေရှင်ဂျိုကခုနှစ်လုံးပဲရှိပဲဆိုမယ်ယာဟုကပါမှာရတယ်ဘုတ်တခုကယာဟုဖြစ်တယ်ယာဟုဆိုတာပါလဲဆိုတော့တနင်္ဂနွေဂျိုဟာရှင်ဘရင်ဆိုရင်ယာဟုဂျိုဟာတပုံပဲမှန်တော့ယာဟုဆိုတော့ဘုတ်တခုနဲ့တော့အတူတူပဲဒါပေမဲ့ တရက်ထဲမှာ Yahoo ကပါတဲ့အတွက် Yahoo ကအဖြတ်သဘောအဖြတ်စွမ်းအားကြီးမားတယ်လို့သတ်မှတ်ထားမယ်။ဒါကြောင့် Yahoo ဂျိုဆိုတာဘီဂျင်စီယာတွေတော့မှအပန်းရောင်လုံးဝချောင်းတယ်။ဘာလို့လဲလေစင်နာမောင်းတိုက်တယ်မုံတိုင်းတိုက်တယ်ဒီလိုမျိုးကြီးမားတဲ့ကပ်ပေးကတ်ဆိုကြီးဂျုံလာရင် Yahoo ဂျိုဝင်တယ်လို့မှတ်ရတယ်။အဲ့တော့ Yahoo ဂျိုဟာဖြစ်တဲ့အတွက်ကြောင့်မို့ဘုတ်တခု Yahoo ကတော့အတာစားတယ်လို့သတ်မှတ်ရမယ်။အတာရဲ့သဘောဟာဆရာငယ်ဂျင်းထည့်ထားတာတခုရှိသေးတယ်။ပြောရမလား ဆရာရှင်ရှင်းနေကလာပြီးတော့ဆရာဆရာတကြံတာစားရဲဆိုတာပါအတာစားရဲဆိုတာဟိုးတကြံအတက်ရက်ကအတာစားရဲလို့မှတ်လိုက်ပေါ့အမှန်ဆရာမွေးနေဆိုတာအင်္ဂလိပ်လို Happy New Year ဆိုမြန်မာ Happy New Year နေ့အတာစားရဲလို့မှတ်လိုက်လို့ဆရာပြောတယ်အခုဆရာတွေကလိုက်ပြီးတော့တော်တော်များများကအတာစားရဲတကြံတက်နေဆိုတာအမှန်လွဲမယ်နော်အဲဆိုတော့ဝါရီဂျူတွေထက်တဲ့နှစ်တွေကြာလို့ရှိရင်ရာဟုဂျူတွေဟိုကပြည့်တဲ့နှစ်ကြာရင်လွဲမယ်အမှန်ကတော့အတာစားရဲဆိုတာဆရာတို့ဆွနာပေါ့တကြားမင်းဆိုရင် မာနဟာရာဟုပဲအဲ့တော့ရာဟုကျိုးဆိုဟိုမြမာကြီးဥကောင်းပုံမြင်နေတော့ခက်ဆင်ဆင်ပဲရာဟုကျိုးကအဲ့တော့တချို့ဆရာတွေလွဲမယ်တချို့ဆရာလေးဆရာတွေလိုက်ပြောနေတာတွေ့ရဆရာကအမှန်အဲ့ဒီစကားကိုဆရာထွင်လိုက်တာမြန်မာအဟဘိနီယာနေအတာစားတယ်ဆိုသူကအတာစားတယ်ဆိုတာတကြံတက်ရဲ့နေရတိုင်းကိုအတာစားတယ်လို့ထင်ကြတာအဲ့တော့ကောင်းကောင်းကြီးဂယူဆိုင်ဖို့လဲဆရာပေါ့ဆာများဘူးဆရာလည်းပေါ့ဆာဆိုတော့အကြံပြုရတယ်ကောင်းပြီဘုဒ္ဓဘုရားဥဒသမီးတွေကဒီနှစ်ထဲမှာဘာကိုဖြစ်ဖြစ် စိတ်ပန်းလူပန်းစိတ်မောလူမောဖြတ်တန်းရမယ်နှစ်ဖြစ်တဲ့သို့တော့နေရာတိုင်းမှာမဟုတ်ဘူးအားလုံးညံ့နေတာမဟုတ်ပဲနဲ့ဘိုးနေရာလဲကိုမပါရင်မပြီးဒီနေရာလဲကိုမပါရင်မပြီးတာမျိုးကိုကိစ္စမှာလဲကိုလောက်อ่ะဒီကိစ္စမှာလဲကိုကောင်းခံရအိမ်တော်ရေးကိစ္စမိသားစုရေးကိစ္စအိမ်သွေးရေးကိစ္စလူမျိုးရေးကိစ္စအဲဘက်ဘက်မှာကိုကဥစည်းဥဆောင်မှာအောင်မြင်မယ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မရဏအိမ်ကိုလာတည်တဲ့အတွက်ကြောင့်ဘာကိုဖြစ်ဖြစ်ဗုဒ္ဓဘုရားဟောတာသမီးတွေကဒီရဲ့ 1389ထဲမှာဆိုရင်ဘာကိုဖြစ်ဖြစ်လုပ်ငန်းတစ်ခုခုလုပ်မယ်ဆိုရင်ရောင်60မလို့ပဲနဲ့ဇောက်ရပြီးတော့လှုပ်ဆောင်မှုလိုအပ်တယ်လုပ်ငန်းပြရင်လုပ်ပြရင်ပေါ်တက်တယ်အစမှာဘာကိုဖြစ်ဖြစ်အကျန်းဆိုရင်ဘုတခုရောက်တယ်ဒီနှစ်ဟာမရဏရလာဒီရဲ့အတွက်အစမှာအနှဲငယ်ရုံးကန်ရတတ်ပေမဲ့အဆုံးတက်မှာဇွဲရှိတဲ့သူဖင်မြဲတဲ့သူနဲ့ကြံ့ခိုင်မှုတန်ပါတဲ့သူဟာအောင်မြင်ခြင်းတွေကိုတည်မြဲမှုတွေကိုရရှိမယ်ဆိုတဲ့နှစ်ဖြစ်တယ်နှစ်ဖြစ်တယ် သို့တော့လော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 ဆုံးဖြတ်တာမျိုးဒေါသနဲ့ဆုံးဖြတ်တာမျိုးပလင်စလိုလုပ်တဲ့လုပ်ငန်းတွေမှာတော့သတိထားစင်နေရမယ်ကိုကလွဲရင်ကိုဒူတော်မယုံသင်ဘူးဆိုတဲ့နှစ်ကိုဘုဒ္ဓဘုရားအောင်သာသမီးကြီးအကျမ်းသတ်မှတ်ထားပေါ့အတားဆိုရင်မိတ်ဆွေတို့ထောက်ကူဖြစ်မယ်ငွေကြီးညံ့တာမဟုတ်ဘူးအရှိရေးနည်းနည်းညံ့တယ်အိမ်တော်ကြီးကန်တော့ကောင်းပတ်တဲ့ဘက်ကိုရောက်လာမယ်သို့တော့အလင်းစလိုဘာမှမလုပ်နဲ့လို့မှတ်ထား အတာစားတယ်ဆိုတာကောင်းရင်သူများထားနှစ်စာကောင်းပြီညံ့ရင်သုံးစာညံ့တယ်လို့မှတ်ထားလိုက်ရင်ရတယ်။ Okay ဆိုတော့ဂျာစာပရိဂျာစာပရိကျူဟာ1389မှာအဓိပတိကိုရောက်နေပြီမဲ့ဂျာစာပရိကျူ1989မှာဂျာစာပရိကျူမပါလာတဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်တော့တိုးတက်စရာဘာနေသားမှမရှိဘူး။ဂျာစာပရိတရားအဓိပတိအိမ်ကိုရောက်နေတဲ့အတွက်ထင်ပေါ်ခြင်းအုတ်ချုပ်နိုင်စွမ်းမှုကြီးခြင်းခေါင်းဆောင်နိုင်ခြင်းနဲ့ ဥဆောင်ဆောင်ရနိုင်တဲ့အမီနာမခံလို့ရှင်နေအကျိုးပြုစေတဲ့အတွက်ကြောင့်မလို့1389ဟာဂျာဇာပတိသာသမိတွေအတွက်လူထင်ကြီးခံရခြင်းဥဆောင်ဆောင်ရနိုင်တဲ့အမီနာမခံလို့ရှင်နေအကျိုးပြုစေတဲ့အတွက်ကြောင့်မလို့1389ဟာဂျာဇာပတိသာသမိတွေအတွက်လူထင်ကြီးခံရခြင်းအထိတ်ကိုရောက်ခြင်းအမီတင်ဆိုင်ဘုတ်တင်လုပ်တဲ့လုပ်ငန်းတွေကောင်းခြင်း အဓိပတိဆိုတဲ့အတွက်ဘာဘုံမဆိုဥဆောင်လို့အောင်မြင်တိုးတက်မှုရရှိနိုင်တဲ့ဒါပေမဲ့အာဟုသူအလုပ်တွေမကောင်းတဲ့အလုပ်တွေသူများဘောမကောင်းကြံစီတဲ့အလုပ်တွေမှာတော့ပြန်အဖတ်ဆယ်လို့မရတဲ့အတွက်ကိုကျင်ကောင်းမှကြာသာပေးရဒီနှစ်ကကံကောင်းမယ်ကိုကျင်မကောင်းရင်ကံမကောင်းမှုဆိုတဲ့နှစ်ဖြစ်တယ်ဗဇက်ကဖျားလက်ကကာယဖြစ်တတ်တယ်ဘာသာရေးကိစ္စဆောင်ရွက်တဲ့အခါအများအပွဲစီအသင်းအပွဲလူမှုရေးပရဟိတကိစ္စတွေဆောင်ရွက်ရင်ပို့ပြီးအောင်မြင်နိုင်တယ်အထွတ်ထိပ်ကို ရောက်နိုင်တဲ့နှစ်ဖြစ်တယ်လို့ဒီလိုမျိုးဘာသာရေးဆိုင်ရာတစ်ခုခုကိုတွဲလုပ်ထားရင်ဇာဇာပတိတိဟာကောင်းမွန်ခြင်းနဲ့အေးချမ်းခြင်းတွေဘာမှကိုအဆိုးမရှိရတော့အောင်ကိုကောင်းမွန်မဲ့နှစ်ဖြစ်တယ်လို့သတ်မှတ်ရမယ်။ဒါပေမဲ့သူများမြောက်ပြီးမြောက်တတ်တဲ့ဇာဇာပတိငကိုကနေကလူထင်ကြီးခံရပေမဲ့ကြွားပြောတဲ့ဇာဇာပတိတိဟာလူကက်တွေနဲ့တွေ့တဲ့အခါမှာလူညစ်တွေနဲ့တွေ့တဲ့အခါမှာ ကိုဟာကိုအချက်ကိုအားနည်းချက်ကို ထောက်ချပြီးကြုံရတတ်တဲ့အတွက်ကြောင့်မလို့အဲကြွားတာလဲကြွားပါဝါတာလဲဝါပါဒါပေမဲ့ကြွားတာနဲ့ဝါတာကိုတွဲရမလုံးမရင်တော့အန္တရာယ်ဖြစ်စေတတ်တဲ့နှစ်ဖြစ်တယ်စီဝါရဲ့လုပ်ငန်းတွေအမိတင်မလားစိုက်မုတ်တင်မလားလုပ်ငန်းလုံးမလားစတင်လုံးမလားအမိနာမစိုက်မုတ်ပြောင်းမလားဒီဇိုင်းပြောင်းမလားအလဘရေးရနဲ့ပတ်သက်ပြီးလုံးမလားဂျာစာဖိကရ1380ခုမှာကောင်းနေဆိုတဲ့နှစ်အမိနာမအင်းတင်ခရတင်လားအောင်မြင်မဲ့နှစ်လို့တဏှာချင်းသတ်မှတ်ထားလို့ရပါတယ် အဲ့လောက်ဆိုရပြီတောက်ကြာ1386တုန်းကထွန်းခဲ့တဲ့တောက်ကြာတွေဟာကံကောင်းနေပါသေးတယ်ခမ1389မှာကံကောင်းနေတဲ့အတွက်ကြောင့်မလို့1389မှာတောက်ကြာသာသမီတွေတော်တော်များများဟာဘာကိုဖြစ်ဖြစ်ဥဆောင်လို့ရင်ဥဆောင်နိုင်တယ်လောက်ကံကိုဖန်တီးနိုင်စွမ်းရှိတဲ့သူတွေဖြစ်တဲ့တောက်ကြာတွေဟာ1389မှာတောက်ကြာတွေဟာကိုကတရားရဂိုင်းလုံးလို့ရင်တရားရဂိုင်းတော့အပြည့်အဝခံစားရမယ်နှစ်ဖြစ်ပြီးတော့ ဥတီတရှင်အောင်သွားတည်းရတယ်။စွန်းတလောက်တော့ကိုစူးစားခဲ့ပါလေဆိုအေးစွန်းတလောက်စူးစားရင်စူးစားတလောက်ရပါအဲ့ဒါတောက်ကြပဲဒါပေမဲ့ကံကြမာလို့ပြောနေတာကံကကိုလုံယူလို့ရတယ်ကြမာဆိုတဲ့လက်တွေလုံရကစောက်သုံးချရင်ကြားတော့အောင်မြင်ပါစောက်သုံးမကြရင်မကြားတော့မအောင်မြင်ဘူးအဲ့တော့1380ခုနှစ်မှာတောက်ကြတွေဟာကိုယ့်ရဲ့ အစွမ်းအစာကိုယ့်ရဲ့ခြေတို့လှုပ်ဆောင်နိုင်မှုကိုယ့်ရဲ့ဉာဏ်ပညာပရိယကျွယ်မှုကိုယ့်ရဲ့လှုပ်ရဲကြရဲလုံနိုင်စွမ်းခြေတလောက်အောင်မြင်မဲ့နဲ့ကြိုးစားတလောက်အရာထင်မဲ့နဲ့အောင်မြင်ခြင်းဟာကိုယ့်အပေါ်မှာမူတည်ပြီးကိုဝါသာသင်ကြရကြရဲဆိုပဲနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ကိုယ်တိုင်ကိုယ့်ရဲ့တမိုင်းနဲ့ကိုယ့်ရဲ့ရာဇဝင်ကိုကိုယ်ကိုယ်တိုင်ရေးဖို့လိုအပ်ကြောင်းနဲ့တောက်ကြတွေဟာဟာရာဇာဖွာတောက်ကြတယ်ကွက်တီပဲနော်တောက်ကြတွေဟာဘာကိုဖြစ်ဖြစ် ပရိယေကြွကြွမှန်မြရှိရှိလောက်ရမယ်ဒါပေမဲ့လူငယ်တွေအများစုမှာတောက်ကြတယ်မှာအပေါင်းအသင်းမှားတတ်တယ်လမ်းမရောက်တတ်တယ်အရှိရေးအိမ်အောင်ရေးကြအောင်လမ်းကြောင်းလေးချော်သွားတတ်တာကိုတို့သတိထားဖို့လိုအပ်တဲ့အတွက်တောက်ကြတွေဟာယာစားမှန်ပြပြပရိယေကြွကြွချစ်တိုးရင်တိုးတလောက်လုတ်တလောက်အောင်မြင်မယ်ဆိုတော့ဧကန်ဒိဋ္ဌမင်းဖြစ်မယ်ဆိုတော့နှစ်ဧကန်ဒိဋ္ဌချစ်တိုးမယ်ဆိုတော့နှစ်ဖြစ်တယ်ဟုတ်ပြီ စနေပြီးခဲ့တဲ့၃နှစ်တုန်းကစနေညံ့နေဆိုပေမဲ့ဆရာကတော့1386မှာစနေတွေအဲ့လောက်ကြီးညံ့နေတာမဟုတ်ဘူး50 50ပဲဒါပေမဲ့အဲ့ဒီ50 50ကနေစနေတွေကကံရဲ့အတက်ဘက်ကိုရောက်လာတယ်ကံကောင်းတဲ့ဘက်ကိုအနှဲငယ်ထားထပ်ပို့ပြီးတော့ရောက်လာတတ်တဲ့အတွက်ကြောင့်မလို့စနေတွေဟာနံပါတ်၁ကတော့အလုံးနေရာအပြောင်းလဲလေးတွေဖြစ်ရတတ်တယ်တခါတလေမှစနေတွေဟာ သူများလှုပ်လို့မရတဲ့ကိစ္စလေးတွေမှာကိုလှုပ်လို့ရနေတာမျိုးတွေဖြစ်တတ်တယ်။ထောင်သွင်းရဲ့ခြေဆက်ကမှစနစ်တွေကဥမာပေါ့သူတို့တွေကလှုပ်နေတယ်မရဘူး။အာကိုကကြာတော့ကိုတယောက်တည်းဖယ်ကျင်နေတာမျိုးတွေကိုကတော့ငါ့ကိုကကန်ညှမ်းလိုက်တာလို့မထင်ပါနဲ့။ဥမာပေါ့ပင်လက်ခီးသွားတော့မယ်ကိုတယောက်တည်းခြံခဲ့တယ်။ကိုကိုမခေါ်ဘူး။ဒါဆိုငါတင်ငယ်လိုက်တာငါ့ကိုကြာတော့ကန်ညှမ်းလိုက်တယ်လို့မထင်ပါနဲ့။ဘာလို့လဲသိလား။အဲ့ဒီဆက်လေးနဲ့သွားတဲ့သူတွေကဆက်လေးမှောက်တော့မှာ။ ို့ကိုကိုစောင်းနဲ့ကကိုတူပြီးရွေးဖယ်နေတာအဲ့ဒီလိုမျိုးတီကိုရွေးချယ်ကောင်းတဲ့အတွက်ကြောင့်မလို့ကံကောင်းလာပါလိမ့်မယ်ဒါပေမဲ့ကံကောင်းတဲ့ရလာကိုချက်ချင်းကြီးသတိပြုမိမှာမဟုတ်ပဲနဲ့ဩငါတော်သေးတာဗောကံကောင်းလို့ပထမတော့ကို့ကိုမခေါ်တော့ကံညံ့လို့ဟိုဘာလဲဆက်လေးနှစ်တည်းကြာရောကံကောင်းလို့ဆိုသလိုဟောโอเคတူတူကံကောင်းလာတယ်လို့ခံလာရတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီလိုဖြစ်မှာအဲ့ကြတော့ကိုကိုကိုစနေတီဟာကံညံ့တယ်လို့မခံယူထားနဲ့ပြီးတော့စနေသားသမီးတွေဒီနှစ်ဟာ နှုတ်ကြမ်းတဲ့စနေတွေအနမိတ်ခဏခဏဆောင်းတဲ့စနေတွေညင်းညူတတ်တဲ့စနေတွေအတွက်တော့တတိပြုရမယ်နမိတ်အတိတ်ဆောင်းတယ်စနေကိုရဲ့သဘောကလည်းဒဏ္ဍတိုက်ဆိုတဲ့ဂျိုကိုစားပြုတဲ့အတွက်ကြောင့်စနေတွေဟာပါဇက်ကဖျားဖျားခဏတားတဲ့သူတွေဟာလေဒီနှစ်ကကံကောင်းမှုတွေများများရရှိတတ်တယ်လို့ကံကောင်းခြင်းစကလုံးတွေကိုပြောဆိုရင်ကံကောင်းမှုတွေအပြည့်အဝရရှိမယ်နှဲလို့ စနေတွေကိုတတ်မှတ်လို့ရပြီးတော့ဗစက်ကကြံတန်းရင်းရော်တော့ဖရုတ်တဝါစီကြီးပြောဆိုနေတဲ့စနေတွေဟာဆိုရင်တော့ဖြစ်စကားနောက်တရားပါနှုတ်နောက်လိုက်တတ်တဲ့အတွက်ဟုတ်ကွာဆရာပြောတဲ့အတိုင်းကြံတော့ကျုံခဲ့ပြီးတယ်ဟုတ်ကဲ့ပါနှုတ်ကြောင်ကြီးနှုတ်ကြောင်တည်တယ်လို့နှုတ်ဆိုလို့တပါးဆိုတဲ့အတိုင်းပဲဥပ္ပောဦးကဲသူစကားပြောဆိုတတ်ဖို့လိုအပ်တယ်အရှင်နေရှင်ကရရက်ကိုဘယ်နေရာမဆိုကောင်းခြင်းဒုက္ခဒုက္ခကောင်းတဲ့စကားလေးတွေကိုပြောဆိုကြမှာ ကောင်းမွန်တဲ့အရာလေးတွေရရှိမယ်လို့တော့1989မှာသတ်မှတ်လို့ရတယ်လို့ကိုကဘာမှမလုပ်ရင်တော့နေရင်ထိုင်ရင်နဲ့အလုပ်တစ်ခုလုပ်တယ်ကိုကတည်းလွတ်ထပ်ပူကောင်းတဲ့အလုပ်ကိုရတော့မှာဒါပေမဲ့လက်ရှိအလုပ်မှာကိုကမကြည်ဘူးနေဘူးဒါကိုကပြန်ညံ့လဲဆိုထွက်လိုက်ပြင်မယ်အဲ့ဒီထက်ပူမှုလုံးဝကိုကလုံးယူပြီးထွက်တာမဟုတ်ဘူးကိုကမကြည်ဘူးနေပြီးနဲ့အเจ้าအရာမျိုးစုံနဲ့အဘဘကကနေကန်ကန်ဆိုတာထွက်လာရတယ် ဒါမဲ့ကိုကိုကိုကံညံ့တယ်လို့ခံစားဘူးအဲ့ဒီထပ်ပူပြီးအခွင့်လန်းကောင်းတဲ့အလုပ်ကိုပေါ်လာနိုင်တယ်လို့ပြောတာဆရာတို့မုံတိုင်းဆိုတာမတိုက်ခင်မှာလေးပြေကလေးလာတတ်တယ်လို့ပဲစနေတွေဟာဘယ်သူမှဆိုပါလူတိုင်းဟာကံကောင်းလာတော့မယ်ဆိုရင်ကံအညံ့ကလေးတွေဘူးဆိုတာခံစားတတ်တယ်အဖျားခတ်တတ်တဲ့သဘောလိုင်းရိုက်တတ်တဲ့သဘောဥပမာပါဆရာတို့ဒီအခုဆိုငလင်ကြီးဖြစ်တယ်ငလင်ရက်ပြီးနားမှာအရှားမြို့နယ်တွေထိုင်းလိုပါလို့အစားတောင်းလိုင်းတွေရိုက်တဲ့သဘောဖြစ်တယ်အဲ့ဒီလိုလိုင်းကလေးတွေ ငလင်ဆလောက်တော့မယ်ဆိုလိုက်ကလေးတသေးလေးတွေလာသလိုပဲကံဆိုးလေးတွေအခုလှုပ်ပြီးသွားတော့လေတသေးလေးတွေဝေကလေးတွေဖြစ်နေတယ်အဲ့တော့ဝေကလေးတသေးလေးတွေကိုခံစားနေရတာညံ့လာမဟုတ်ဘူးအဲ့ဒါအစိုးရပြီးအကောင်းကြီးလာမယ်လို့ပြောတာအဲ့တော့1389မှာစနေရီဟာထိုင်းနေရင်းနဲ့ဟိုကံကောင်းမယ်လို့ပြောလို့ရတယ်မောင်မောင်လေးစားပါတယ်ဆရာကြီးကျေးဇူးတင်ပါတယ် အဲ့တော့မိတ်ဆွေတို့စနေသားသမီးတွေဟာကံကောင်းတာကိုဘယ်မှာလဲကံကောင်းဘယ်မှာလဲကံကောင်းဆိုလိုက်ရှာမိနေကိုကံကောင်းတဲ့တည်းညားသွားလိမ့်မယ်ဆိုတော့ကံကောင်းလာကိုလိုက်ရှာမိတယ်နေရင်ထိုင်ရင်အဆုလိုက်ပြုံလိုက်ရောက်လာတာကိုကံကောင်းတယ်လို့ပြောတာအဲ့တော့1389ကိုဆရာအကျဉ်းသုံးသပ်ပြီးလိုက်တာဒါဟာ1389ရဲ့နေသားအသီးသီးလေးရဲ့ဗမာပြည်ရင်နီးအရာတွက်ချက်ပြီးခဲ့ခြင်းဖြစ်တဲ့အတွက်မိတ်ဆွေတို့အားလုံး1989မှာကံဒီ ကောင်းကြရဲ့လားကိုဟာကံမိတ်ဆွေတို့ကံကောင်းတဲ့သူကလည်းကံကောင်းသူလို့ထိမ့်နိုင်ကြပါစေကံညံ့နေတဲ့ဂျိုရသဘောအရအားနေနေတဲ့မိတ်ဆွေများလည်းဆရာကူပြောခဲ့တဲ့အကြံပြုချက်ကလေးတွေက မိတ်ဆွေတို့အတွက်အကျိုးဖြစ်ပါလိမ့်မယ်